thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။တညဝရီရေတပ်ဌာနချုပ်နီးတိုက်ပွဲပြင်းထန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကြောက်ဖြူမြို့နယ်မှာတညဝရီရေတပ်ဌာနချုပ်နီးဦးကင်းကြီးရွာကိုဝင်ရောက်မိရှို့တဲ့စစ်ကောင်စီစစ်ကြောင်းကိုအရခတ်တပ်တော်အင်ကတိုက်ခိုက်ပြီးရဲ့နောက်ပိုင်းစစ်ကောင်စီတပ်ပြန်ဆုတ်ခွာပြီးဒရုန်းများအပြန်အလှန်သုံးပြီးတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းကမလ6ရက်မနက်ပိုင်းမှာဦးကင်းကြီးရွာကိုဝင်ရောက်လာခြင်းဖြစ်ပြီးအဲဒီစစ်ကြောင်းကိုအင်ကလာရောက်တိုက်ခိုက်သွားတယ်လို့ကြောက်ဖြူမြို့ကန်တရင်အရှင်မြို့ ေကပြောပါရယ်ဦးကင်းရွာတိုက်ပွဲလဲတော်တော်ပြင်းထန်နေရွာကိုလေချောင်းကနေအရင်ပြစ်ပြီးမြေပြင်ကလည်းစစ်ကြောင်းဝင်လာတာအင်းကလာတိုက်တော့စစ်ကောင်စီဘက်က30လောက်တည်နေကြတယ်အလောင်းတွေထားခဲ့ပြီးပြန်ဆုတ်သွားတယ်ဒါပေမဲ့အခုကတညဝရီကကင်းတွေကိုအေးအေးတိုင်နေပြီးနှစ်ဖက်စလုံးကဒရုန်းတွေနဲ့ခြာနေတယ်လို့အဆိုပါဒေသခံကပြောပါရယ်တညဝရီရေတပ်ဌာနချုပ်နဲ့သုံးမိုင်ကန်ကွာမှာရှိတဲ့ဦးကင်းရွာမှာအင်ဂျီ190ကန်ရှိပါတယ်မလာ6ရက်မနက်ကစစ်ကောင်စီလေချောင်းတိုက်ခိုက်မှုနဲ့မြေပြင်မှာလည်းမိရှုဖြစ်စီတာကြောင့်နေ းများစုမိလောင်ပျက်စီးသွားပါတယ်။တိုက်ပွဲကဥကင်းရွာပြင်ကြက်တိန်တောင်စီမော် ကလဘာတောင်ကြီးရွာတို့မှာလည်းဖြစ်ပွားနေပါတယ်။အင်းအင်းရဲ့ကြောက်ဖြူမျိုးတိုင်းတိုက်ပွဲကပုံမှုပြင်းထန်လာတယ်လို့ဒေသခံတွေကပြောပါတယ်။မလ9ရက်ကလည်းစစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါကြီးရွာများမှာဒေသခံတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးကြောက်ဖြူမျိုးပေါ်နဲ့အနီးပတ်ဝန်းကျင်ကြီးရွာတွေမှာတိမ်းရှောင်နေကြပါတယ်။အခုဖြစ်နေတာကကြောက်ဖြူမျိုးနဲ့ခုနမိုင်ခန့်အကွာမှာဖြစ်နေတာမျိုးပေါ်ကတော့စောင့်ကြည့်ချင်းနေရှိပါတယ်လို့မျိုးကန်တအုပ်ကပြောပါတယ်။ကြောက်ဖြူမျိုးမှာဒညောက်ရီဟီတက်စကန်ကိုအာရခတက်တော်အင်းကဖေဖော်ဝါရီလ22ရက်မှာ စတင်တိုက်ခိုက်ပြီးနောက်ပိုင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပါတယ်။တိုက်ပွဲပြင်းထန်နေစဉ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချုပ်လီချောင်းမှရောက်ရှိလာပါတယ်။ကြာဖြူမျိုးမှာတရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနဲ့မြန်မာအစိုးရအကောင့်ထည့်ဖော်နေတဲ့အထူးစည်းဝိုင်းဆောင်နဲ့ရေနက်စိတ်ကန်စီမံကိန်းရှိပါတယ်။အဲ့ဒီစီမံကိန်းနေရာတွေမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးအတွက်ကြောင်းမျိုးကန်တရင်အရှင်မြစ်တွေကပြောပါတယ်။တရုတ်နဲ့စစ်ကောင်စီကအကျိုးတူပူးပေါင်းတဲ့လုံခြုံရေးကုမ္ပဏီတည်ထောင်ရေးလုပ်ငန်းကော်မတီကို2024နိုဝင်ဘာ ာလမှာတည်ထောင်ပြီးရတဲ့နောက်ကြောက်ဖြူမျိုးရှိတရုတ်စီမံကိန်းများလုံခြုံရေးဖွဲ့ကိုဖွင့်ဆင်းခဲ့ပါတယ်။အဲ့ဒီဖွဲ့ကိုကြောက်ဖြူအထူးစီးပွားရေးဆောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဘူကျုပ်ကျော်ရွှေထွန်းဦးဆောင်ပြီးတရုတ် CIDND ကုမ္ပဏီမှတာဝန်ရှိသူများတရုတ်လုံခြုံရေးဖွဲ့ဝင်များပါဝင်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မင်းအောင်လိုင်ကရွှေကောက်ပွဲကိုအာနာသိန်းကလာတက်တန်း၅နှစ်ပြည့်ချင်းအခုနှစ်ကုန်ပိုင်းဓမ္မမဟော2026ခုနှစ်ဇန်နဝါရီမှသာကျင်းပနိုင်မယ်လို့ထုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကရွှေကောက်ပွဲကိုစစ်အာနာသိန်းကလာ၅နှစ်ပြည့်ချင်းအခုနှစ်ကုန်ပိုင်းဓမ္မမဟော2026ခုနှစ်ဇန်နဝါရီလမှသာကျင်းပနိုင်မယ်လို့ထုတ်ပေါ်ပြောဆိုလာပါတယ်။ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကမလ9ရက်နေ့ဘယ်လာရုသမ္မတနဲ့တွေ့ဆုံပြီးတရင်စာရှင်းလင်းပွဲမှာပြုလုပ်စဉ်၎င်းကအထက်ပါတိုင်း င်းပြောဆိုလိုက်တာပါ။ရွှေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလထမမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုက်ပါတယ်လို့အကြံဖတ်မင်းအွန်လိုင်းကဆိုပါတယ်။စစ်ကောင်းဆောင်မင်းအွန်လိုင်းက၎င်းတို့စိတ်တန်းကြပြုလုပ်မယ်ရွှေကောက်ပွဲကို2026ခုနှစ်ရောက်မှသာပြုလုပ်ဖို့စီစဉ်နေကြောင်းသတင်းဌာနကနေပြည်တော်တပ်သတင်းအရင်းမြစ်တွေကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်။တချို့က2026ခုနှစ်အတွင်းမှာပဲရွှေကောက်ပွဲလုပ်ဖို့သူစဉ်းစားနေတယ်ဆိုတာကိုအစည်းအဝေးတွေမှာမကြာခဏထုတ်ပြောတဲ့သူအနေနဲ့အခု အိမ်ဆောင်အစိုးရဖြစ်တက်တန်း၅နှစ်အပြည့်တာဝန်ယူဖို့စိတ်ကူးထားတယ်။သူကကျမ်းမာနေတဲ့အတိုင်းပြည်ကလိုအပ်နေတယ်ဆိုရင် နောက်ထပ်တက်တန်းလည်းတာဝန်ထမ်းဆောင်နေသိနိုင်စီဆိုပြီးသူကမကြခဏထုတ်ပြောလို့ရှိတယ်။ရွှေကောက်ပွဲပြင်းရင်လည်းနိုင်ငံရေးမှာသူကဆက်ပါနေအောင်မဲ့သဘောမျိုးလိုလည်းယူဆလို့ရတယ်လို့နေပြည်တော်တက်တဲ့ရင်းမြစ်တွေကပြောပါတယ်။ မင်းအောင်လိုင်းကဘယ်လာရုနိုင်ငံသတင်းစာရှင်းလင်းပွဲမှာစစ်တပ်ကလုံမဲ့ရွှေကောက်ပွဲအတွက်ပါဝင်ရှင်ပြိုင်မဲ့ပါတီပေါင်း53ကိုစည်ရင်ပေးတင်ထားပြီးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ဤပညာစစ်ပွဲများကိုအန်တုနိုင်မဲ့အတွေးစာများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ခစ်သစ်စစ်ပွဲတွေရဲ့ဒရုန်းတိုက်ခိုက်မှုတွေမှာဒရုန်းကာကွယ်ရေးစနစ်ကျန်ပါတွေကိုကျော်နိုင်တဲ့ဤပညာအပါဝင်စင်စက်မပြန်စမ်းသစ်တီထွင်မှုတွေကြောင့်မနေ့ကဤပညာထက်ဒီကနေ့ဤပညာကလက်တလုံးသာနေတာမဆန်းတော့မနေ့ကတက်ဆင်ခဲ့တဲ့ကျန်ပါကဒီနေ့ဒရုန်းတိုက်ခိုက်မှုအတွက်မလုံခြုံနိုင်တော့ပါ ါဘူးအခုနောက်ပိုင်းစကားစတဲ့နဲ့တော်လိုင်းတက်တွင်ကြားဒရုန်းတိုက်ပွဲအားပြိုင်မှုကပြင်းထန်လာခဲ့ပါတယ်တော်လိုင်းတက်တွင်ရဲ့ပျောက်ကြားစနစ်လှုပ်ရှားမှုပြည်သူအခြေပြုလှုပ်ရှားမှုသတင်းလုံခြုံမှုတွေကြောင့်စကားစကားတော်လိုင်းအင်အားစုတွေရဲ့စီရေးအခြေပြုပြမတ်တွေကိုလေကြောင်းတိုက်ခိုက်မှုအာသာချက်နဲ့တတီရောက်ရောက်ချိန်မုံနိုင်ခြင်းမရှိတာကြောင့်အရက်သားပြည်သူတွေကိုသာမတိကြတဲ့သတင်းအချက်အလက်တွေနဲ့ရန်တန်ပစ်ခတ်မှုလောက်ပဲလှုပ်ဆောင်နိုင်တဲ့အခြေအနေမျိုးဖြစ်နေကြတာပါ။ ဒါအပြင်လေကြောင်းတိုက်ခိုက်မှုကကုန်ကြစေမြင်မာတာမတီးကြတာစတဲ့အားနည်းချက်တွေရှိတာကြောင့်စာကစာတက်ကဒရုန်းကိုဒရုန်းနဲ့တံပြန်စစ်ဆင်မှုပုံစံကိုပြောင်းလဲအသုံးပြုလာတာတွေ့ရပါတယ်။ဒရုန်းတိုက်ခိုက်မှုကလေကြောင်းတိုက်ခိုက်မှုတက်ကုန်ကြစေနေတဲ့ပြင်စစ်လက်သွေးသိမှုရှိတာရွှေပြောင်းရလွယ်လို့ရွှေလျားစစ်ကစားဖို့လွယ်ကူတာပြမျက်တွေကိုပုံမတီးကြစွာတိုက်ခိုက်နိုင်တာစတဲ့အားသာချက်တွေရှိပါတယ်။တိုက်ခိုက်မှုပုံစံနဲ့ဤပညာစနစ်အစင်းမြင့်တင်နိုင်မှုမှာတော့စဉ်ဆက်မပြတ်အာယုံဆိုင်လာတဲ့ဘက်ကအလေးသာသွားနိုင်နေဆိုတာကိုတော့တတိ ချက်ဖို့ရာကိုတော်လိုင်းအင်အားစုတွေအတွက်တိုက်တွန်းလိုပါတယ်ဒီနေရာမှာဒရုန်းတိုက်ခိုက်ခံရမှုအတွက်သိရှိပြင်ဆင်ထားမယ်ခန့်စစ်ပုံစံပြင်ဆင်မှုတွေကိုလည်းနားလည်သိရှိပြင်ဆင်ထားဖို့မဖြစ်မနေလိုအပ်လာပါပြီအနီအောက်ရောင်ကြီးသုံးအပူလိုင်းအာယုံကန်ဤပညာရည်နဲ့ရှာဖွေထောက်လှမ်းပြီးတိကျစွာတိုက်ခိုက်နိုင်ခဲ့တဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုဘယ်လိုကာကွယ်ကြမလဲဆိုတဲ့စဉ်းစားချက်ကစစ်ပွဲအတွက်အရေးပါတဲ့အသာချက်အလဲပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်ရန်သူရဲ့မြင်နိုင်စွမ်းနဲ့ရှာဖွေဖော်ထုတ်နိုင်စွမ်းဆိုတဲ့အသာချက်မျိုးကိုပထမဦးစွာခြေဖြတ်နိုင်ဖို့အရေးကြီးပါတယ် တမယိုကြစစ်ပွဲတွေမှာလို့ပြကျင်တူကရုတ်ခန့်ဆိုတာမျိုးထပ်ပုံမြင်နေစစ်မြေပြင်ခန့်စစ်လုပ်ငန်းဆင်ဆက်မပြတ်အဆင့်မြင့်တင်ဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။ရန်သူရဲ့ drone စစ်စင်ရေးမှာ drone တွေနဲ့တင်ဆောင်ပြီးတိကျစွာပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့လက်နက်ကြီးခံရများရဲ့တိုက်ရိုက်ပြစ်ခတ်ခံရမှုကနေခံနိုင်ရင်နဲ့ကာကွယ်ပေးနိုင်မယ့်ထောက်ကူပစ္စည်းတွေပြင်တဘာဝအတားစီးဒုတဲ့အတိုင်းတာပမာဏနဲ့တိဆောက်နိုင်မှုပုံစံတွေကိုနားလည်သိရှိကြဖို့လဲမဖြစ်မနေလိုအပ်လာပါပြီ။ ဒီနေရာမှာဥမြင်လိုင်းကောင်းစင်ရင်းနဲ့ခန်းစစ်ပြင်ဆင်မှုသဘောတဘာဝတွေကိုတရှိလေးလာနိုင်ကြဖို့ရအရေးပါလာပါတယ်။ဒါကမိမိတပ်ဖွဲ့တွေကိုရှန်သူရင်ရှာဖွေထောင်လန်းခံရမှုကနေကာကွယ်နိုင်ဖို့ရုပ်ကြီးတက်ဖြောက်နိုင်ဖို့ရှန်သူကိုနှဲစားနိုင်ဖို့လုံခြုံစိတ်ချရတဲ့အခြေအနေတက်စခန်းနေတီစာပြီးလက်နက်ခရံတွေကိုလုံခြုံစွာထိန်းသိမ်းနိုင်ဖို့ရေရှည်စစ်ပွဲဖြစ်လာခရင်ရေရှည်စစ်ပွဲဆင်နွှဲနိုင်စေဖို့စတာတွေအတွက်အရေးပါတယ်။တီစောက်မှုကန္နာတိရလည်းဖြစ်လာနိုင်ပါတယ်။ စကားဆိုင်ရင်အစစ်မြင့်ဤပညာသုံးတနက်တွင်ကတောင်နှန်းဒေသမှထက်မြေပြန့်ဒေသမှကတော်လိုင်းအင်အားစုတွေပေါ်တက်ရောက်နိုင်စွမ်းပုံမှုမြင်မာတာကြောင့်ထိခိုက်မှုပမာဏလည်းပုံမှုကြီးသွားနိုင်တာမို့သတိချက်ဖို့ရအထူးလိုအပ်ပါတယ်။စကားဆာဘက်မှာတော့ဒီအတွက်အထူးဆောက်လုပ်ရင်တရင်တဖွဲ့ဆိုပြီးထားဆရာဆိုတာကိုဖွင့်စည်းပြီးကကကြီးလက်အောက်ခံလက်ယုံတဖွဲ့တစ်ခုအဖြစ်ညွှန်ကြားရေးမှုဗိုလ်ချုပ်အစဉ်ဦးစီးစေပြီးကကဆောက်ကို ဖွဲ့စည်းဆောင်ရွက်ထားပါတယ်။ ဥမင်လန်ကစစ်စင်ရင်လို့ကိစ္စရရဲ့တွေ့တွက်ကကဆောင်အကောင့်ထဲပေါ်ဆောင်ရွက်နေတာပါ အထုံးဆိုရရင်ဥမြင့်လန်ကစစ်စင်ရဲ့အရေးပါမှုက ခစ်သည်စစ်ပွဲတွေမှာထိတိုက်ခံခွာစင်ရေးလုပ်ငန်းစဉ်တွေအတွက်နီးပြူဟာအရာအရေးပါတဲ့စင်ရေးအလှည့်ပြောင်းတစ်ခုဖြစ်လာနိုင်မလားဆိုတာကြိုတင်စဉ်းစားသုံးသပ်သင့်မှာကြောင်းရှင်းတာအကြံပြုလိုက်ရပါတယ်လို့ရှင်းတာထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြည်သူမအနိုင်မရနိုင်တဲ့စစ်ပွဲများကိုမတိုက်သင့်လို့တရုတ်ကလီဗီထူးပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်နဲ့ကုန်သွယ်ရေးဓာမမဟုတ်မြည်သည့်စစ်ပွဲကိုမစိုးတိုက်ခိုက်နိုင်ကြောင်းလေတံမာမာနဲ့ပြောဆိုပြီးရနောက်ရှက်ပိုင်းကြမှာတရုတ်ကမြည်သူများအနိုင်မရ ရှိနိုင်တဲ့စစ်ပွဲကိုမတိုက်တင်ကြောင်းလေပြေထုံးလိုက် ပြန်ပါတယ်။အမေရိကန်ကာကွယ်ဝင်ကြီးပီဟတ်ဆန်ကအမေရိကန်ကတရုတ်နဲ့စစ်ဖြစ်ဖို့ကြိုးပမ်းနေခြင်းမဟုတ်ပင်စစ်တပ်ကိုပြန်လည်တိစောက်ပြီးစစ်ပွဲအတွက်ပြင်ဆင်နေခြင်းဖြစ်ကြောင်းပြောကြားချက်ကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံသားဌာနပြောရေးဆိုခွင့်ရှိသူလီကျင်းကအမေရိကန်ကမဟာဗျူဟာပြိုင်ဆိုင်မှုအမိခံပြီးတရုတ်ကိုချုပ်ကင်ဖို့ဒါမှမဟုတ်ထိန်းချုပ်ဖို့ထပ်မလုပ်တင်မှုလို့ပြောကြားခဲ့ပါတယ်။ဘလို့စစ်ပွဲမျိုးမဲဖြစ်ဖြစ်အကောက်ခွန်စစ်ပွဲကုံသွေးစစ်ပွဲစီးတိုက်ပွဲဒါမှမဟုတ်ထိတ်တိုက်တွေးစစ်ပွဲမျိုးဝဲဖြစ်ဖြစ်အနိ ိုင်မခံဘူးလို့ရှုမြင်လို့ကျွန်တော်တို့စစ်မတိုက်တင်ဘူးလို့အမြဲတမ်းပြက်ပြက်တသားခံယူထားတယ်လို့လင်းကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်ရှင်။